လူကောင်းမှုလုပ်ပြီးတော့စုပန်တဲ့အခါမှာစုပန်နိုင်ရနိုင်သလားလို့ဆိုလို့ရှိရင်ရနိုင်တဲ့အရေးအချင်း၅မျိုးမှတ်သားဖို့နော်လောကလူတွေမှာဆူတောင်းနေကြတာပဲမြန်မာလူမျိုးတွေလည်းပဲဆူပေးဆူတောင်းဆိုပြီးတော့ဆူတောင်းကြတောင်ရိုးတောင်းစဉ်ဖြစ်တဲ့ဩကတနဲ့တောင်းတာကတော့ဒါတောင်ရိုးတောင်းစဉ်တောင်းတာပေါ့ကိုလိုချင်တဲ့ဆူသေးသေးချာချာတောင်းမိဆိုတဲ့အခါမှာ ထိုတောင်းတဲ့အတိုင်းပြည့်စုံဖို့ရတဲ့အတွက်ကိုယ်တဏ္ဏမှာဘာတွေရှိဖို့လိုအပ်တယ်လဲဆိုတာသိထားဖို့လိုတာအဲ့ဒါကပါလဲလို့ရှင်နမတေကယုံကြည်ချက်တတ်တာရှိရနမနေကကိုချင်းတင်လာနဲ့ပြည့်စုံရနမသုံးကတရားဓမ္မကိုကြားနာဘူးတဲ့ပုဂ္ဂိုလ်ဖြစ်သူတော်ဘောင်းတရားကြားနာတယ်ဆိုတာအင်တာမတ်တန်မိုးရှင် ဟုတ်စေရဲ့ဥတီချက်မှန်ကန်မှုကိုရရှိစေ။ဒါကြောင့်မို့လို့အဖြစ်ကင်းတဲ့ပညာရည်တည်နဲ့ပတ်သက်ပြီးတော့ဈာနာပူခြင်းဆိုတဲ့တုတ္တဆိုတာရှိရမယ်။နောက်တစ်ခုကစာကားဆိုဆုံးလွှတ်တမ်းမှုတစ်ခုကိုရှိရမယ်။နောက်တစ်ခုကတော့အသိပညာစဉ်းစားဉာဏ်ပညာထက်သန်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။အဲ့ဒီငါးချက်ပြည့်စုံပြီဆိုလို့ရှိရင် တောင်းတဲ့ဆိုတာပြည့်စုံတယ်လို့ပြောတာ။ ဲ့တော့ဘုန်းကြီးတို့တွေဆွတောင်းမယ်ဆိုလို့ရှိရင်ဒီ90ကိုကိုရှိမရှိပြည့်စုံမှုရှိမရှိကျွတင်ပြီးတော့စဉ်းစားထားဒီ90နဲ့ပြည့်စုံပြီဆိုလို့ရှိရင်တော့ကိုရဲ့ဆွတောင်းမှုဟာပြည့်ပြည့်စုံနိုင်တယ်လို့ဒါဘုရားမြတ်စွာဟောကြားတဲ့ပေးသနာတော်ပဲမမြဲဘူးလို့ရှုလို့ရှိရင်အနုလောမိကခန္တီဉာဏ်ကိုရတယ် အနုလောမိကခန္တီဉာဏ်ဆိုတာမဉဏ်ကိုဥတည်နေတဲ့ဝိပဿနာဉာဏ်မဉဏ်နဲ့စီလျောစွာဖြစ်တဲ့ဝိပဿနာဉာဏ်အဲ့ဒီအနုလောမိကခန္တီဉာဏ်ရပြီးတဲ့အခါမှာပိစ္ဆနံခန္ဓာနံနိရောဓောနိစ္စနိဗ္ဗာန်ခန္ဓာ၅ပါးတို့ရဲ့ချုပ်ငြိမ်းသွားမှုဟာ ခန္ဓာ၅ပါးတို့ရဲ့အပြီးသတ်ချုပ်ငြိမ်းမှုဘာကြောင့်အပြီးသတ်ချုပ်ငြိမ်းတယ်လဲလို့ဆိုရင်အကြောင်းပြတ်သွားလို့အပြီးသတ်ချုပ်ငြိမ်းတာနော်ဆိုလိုတာကဘာလို့ဆိုရင်အဝိဇ္ဇာယတွေဝအတ္တိတဝိရာကနိရောဓသင်္ခါရနိရောဓောလို့ဆိုတဲ့ပရိစ္ဆေသမုပ္ပါဒ်မှာလာတဲ့အတိုင်းအတ္တိတဝိရာကအဝိဇ္ဇာ လက်ချံမရှိအောင်ရတ္တမဲဆိုတဲ့အစွမ်းထက်တဲ့သဘာဝတရားကြောင့်အဝိဇ္ဇာလုံးဝချုပ်ငိမ့်သွားတယ်ဆိုလို့ရှိရင်နောက်ထပ်သင်္ခါရဆိုတာမလားတော့အဲ့ဒါလိုပဲခန္ဓာ၅ပါးမှာအကြောင်းတရားတွေကအပြီးသက်ချုပ်ငိမ့်သွားတယ်အဲ့ဒီအပြီးသက်ချုပ်ငိမ့်သွားတာဟာနိစ္စနိဗ္ဗာန်သာဝရမြဲတဲ့နိဗ္ဗာန်ပဲလို့ အဲ့ဒီလိုရှုမြင်လိုက်တဲ့ယောဂီပုဂ္ဂိုလ်ဟာဘာကိုရတာတော့လို့ဆိုတမ္မတ္တနိယမဩကမတိမဲ့အစဉ်ကိုရောက်သွားတယ်မထဲရောက်သွားတာလို့ဆိုလိုတယ်ဟုတ်ကဲ့လောကုတ္တရာမဲ့တစ်ခုကိုရသွားရှေ့ပိုင်းကအနိစ္စလိုမြင်တဲ့အချိန်ကအနုလောမိကခန္တီဉဏ်ထိအောင်ရောက်တယ်အဲ့ဒီခန္ဓာ၅ပါးသာဝရချုပ်ငိမ့်သွားခြင်းဟာ နေသသာဝရဖြစ်တဲ့နိဗ္ဗာန်ပဲလို့ဒီလိုရှုမြင်လိုက်တဲ့အချိန်မှာနိဗ္ဗာန်ကိုအာယုံပြုပြီးတော့တမ္မတနိယမလို့ဆိုလို့ဘယ်တော့မှမပြောင်းလဲတော့တဲ့မကနိယမလို့ဆိုတဲ့ဘာဝတရားတစ်ခုကိုမျက်မှောက်ပြုသွားခန္ဓာ၅ပါးကိုမမြဲဘူးလို့ရှုလို့ရှိရင်